လူတချို့ကဗုဒ္ဓဘာသာဝင်လို့ခံယူထားပေမဲ့ပိစာနံကရိယာကံ၅ပါးလုံးကိုတိဖို့ဆိုတာဝေလာဝေတန်ခဗေဒကကံလို့ခေါ်တဲ့တန်ခသင်ခွဲတဲ့ကံဆိုတာဘာကိုခေါ်တာလဲလို့မေးရင်တောင်မှဖယောပိတကထဲမှာမပါတဲ့အရက်ထဲကကြာဘူးနာဝစကားတွေကိုပဲဖြည့်ဖြန်ချသွားတဲ့လူတွေညားပါတယ် ရင်တွေးသည်များကြားသည်များတွေမင်းမတော်တိုင်းကြော်မိတော့လေအောင်မင်းပဲလွန်ရာချလိုက်မယ်မင်္ဂလာပါခင်ဗျာဒီဘလော်လေးမှာတော့ကျွန်တော်တို့ထေရဝါဒဗုဒ္ဓဘာသာဝင်တိုင်းမဖြစ်မနေတည်ထားရမယ်ပင်စာနန္ဒရိယကံ၅ပါးတဲ့ကအထူးအဖြစ်တန်ခဗေဒကကံလို့ခေါ်တဲ့တန်ခတင်းခွဲတဲ့ကံရဲ့အကြောင်းကိုရှင်းလင်းတင်ပြပြီးဓမ္မတုတအဖြစ်နဲ့ မြောက်ဝေတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာဒီတော့အထက်မှာပြောခဲ့တဲ့အတိုင်းဘေသာနန္ဒရိယကံ၅ပါးဟာဘုဒ္ဓဘာသာဝင်တိုင်းဘာကြောင့်မဖြစ်မနေတိထားတင်တာလဲလို့ဆိုရင်တော့အင်မတန်အရေးကြီးလို့တိထားတင်တယ်လို့ပဲပြောလိုပါတယ်ဒီကံ၅ပါးဟာဘလောက်ထိအရေးကြီးသလဲဆိုရင်လူတဦးတယောက်အနေနဲ့အဲ့ဒီကံ၅ပါးတဲ့ကတဘာဘာကိုကျူးလွန်မိပြီဆိုတာနဲ့ အဘယ်ဒုက္ခတိမှာနစ်မြုပ်သွားနိုင်တဲ့အထိအရေးကြီးလို့ဖြစ်ပါတယ်။ဒီနေရာမှာစကားချက်အနေနဲ့ပြောပါရင်အဘယ်ငရဲဆိုတာကိုမန္တလို့ခေါ်တဲ့အသားမျက်စိနဲ့မမြင်ရတဲ့အတွက်ယုံချင်ယုံမယုံချင်နေဒါကတကန့်အဖြစ်နဲ့ထားခဲ့ပါမယ်။အဲ့ဒီပိသနန္တရိယကံ၅ပါးတဲ့ကနံပါတ်၁ဖြစ်တဲ့မာတုဃာတကကံရဲ့အကြောင်းကိုပြောရရင်အိမတ္တလောကတ္တဓာတ်တိတာရဆိုတဲ့အတိုင်း မိမိကိုလူသားအဖြစ်နဲ့ဟောဒီကမ္ဘာလောကကြီးတဲကိုလာခွင့်ပေးပြီးမွေးခဲ့ဘူးတဲ့အမေကိုတတ်တဲ့ပုံကူများဟာလေအပေကြနိုင်ပါတယ်နံပါတ်1ပုဒ္ဒံပါတိရခတိတိပိတာဆိုတဲ့အတိုင်းအမေနဲ့မခြားသားသမီးများရဲ့အပေါ်မှာအစဉ်တစ်ဖြက်ညနိုးစွာစောင့်ရှောက်တတ်သောယေရှုရှင်အဖေကိုတတ်တဲ့ပုံကူများဟာလေအပေကိုကြနိုင်ပါတယ် ဒါကတော့ပိတုဃာတကကံဖြစ်ပါတယ်ခမနံပါတ်3အရဟန္တဃာတကကံဆိုတာကတော့ယဟန္တာအရှင်မြတ်ကိုတတ်မိတဲ့ကံပဲဖြစ်ပါတယ်အဲ့ဒီပုဂ္ဂိုလ်များဟာလည်းအပေကြနိုင်ပါတယ်ခမနံပါတ်4ကတော့လောဟိတုတ်ပါဒကံပိတကစွာပေတဲ့အတိုင်းပြောရမယ်ဆိုရင်တော့တရှိထေရှားမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးရဲ့ခန္ဓာကိုယ်ပေါ်မှာတဲ့ရင်ကောင်းငယ်လေးစုပ်လို့ရာယုံမြတ် သွေးထွက်အောင်လုပ်တဲ့ပုံကိုတဲ့တနည်းအားဖြင့်မြတ်စွာဘုရားရှင်ရဲ့ခန္ဓာကိုယ်မှာသွေးစိမ့်တည်အောင်လုပ်တဲ့ပုံကိုတဲ့အဲ့ဒီပုံကိုတွေဟာအပေကြပါဒီနေရာမှာဒီကနေ့မြတ်မောက်ကတက်တော်ထင်ရှားမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးမရှိတော့တဲ့နောက်ပိုင်းမှာတော့တဲ့ဖရာပထုစီရီတွေဘောရီညောင်ကနေဖရာရှင်ရဲ့တရီရဓာတ်တော်မွေတော်တွေကိုပထုထ ဖြက်စီးလို့တော့စေရနာဇိုးနဲ့ဖြက်စီးတဲ့ပုဂ္ဂိုလ်များဟာလောဤတုတ်ပါတာကံနဲ့မချာကြည်လီတော့အကုသူကိုဖြစ်ပါတယ်တဲ့ဒီတော့ပိသာနန္ဒရိယကံ၅ပါးထဲမှာကျွန်တော်တို့မိတ်ဆွေတို့လူဝတ်ကြောင်တွေလုံးဝလုံးလို့မရတော့ကံလူဝတ်ကြောင်တွေနဲ့လုံးဝမသက်ဆိုင်တော့ကံတစ်ခုပဲပါပါတယ်အဲ့ဒီကံကတော့တန်ခါတင်းခွဲတဲ့ကံကို မိတ်ဆွေတို့ကျွန်တော်တို့လူလူဝဲကြောင်တွေကလုံးဝလုံးလို့မရပါဘူးကျွန်တော်တို့နဲ့လည်းမဆိုင်ဘူးဘာကြောင့်မဆိုင်တာလဲဘာကြောင့်လုံးလို့မရတာလဲဆိုတာကိုသိကြရင်တော့စာအုပ်ရှာပြီးတော့ဖတ်ပါလို့ပဲပြောချင်ပါတယ်တကယ်သိကြတဲ့မိတ်ဆွေတွေစာအုပ်ဖတ်လိုက်တဲ့အတွက်ပုံပြီးတော့အကျိုးရှိစေခြင်းလို့ပါခင်ဗျကောင်းပြီဒီတော့တန်ခါသိခွဲတဲ့ကံဆိုတာဒီကံကိုလူဝဲကြောင်တွေကျူးလွန်လို့မရပါဘူးတန်ခါအချင်းချင်းပဲ ဈေးကံကိုကျွလွန်လို့ရပါတယ်။တန်ခါအချင်းချင်းတောင်မှဆိုပါစို့မိတ်ဆွေများနားလည်အောင်ကျွန်တော်ပြောရရင်ကြောင်းသုံးကြောင်းရှိတယ်ဆိုပါစို့အဲ့ဒီမှာအလေကြောင်းကကိုတော်ကနေပြီးတော့တောင်ကြောင်းဆရာတော်နဲ့မြောက်ကြောင်းဆရာတော်ကိုမတက်အောင်ရန်တိုက်ပေးလိုက်တဲ့အခါမှာအဲ့ဒီဆရာတော်နှစ်ပါးလက်သေးချင်းတွေထိုးနေပြီဒုံးနဲ့သူရဲ့ကိုရဲ့ရိုက်နေပြီဆောင်းနေပြီချင်းကြီးထိုးကျိတ်နေပြီ ဒါပေမဲ့အဲ့ဒီလိုဖြစ်အောင်ဂျားတဲ့ကနေဂုံးတိုက်စကားပြောဆိုပြီးရန်တိုက်ပေးတဲ့အလေเจ้าဆရာတော်မှာတန်ခဗေဒကကံမထိုက်သေးပါဘူး။ဟာလာပြီဒါတွေမကောက်ဘူး။တောင်เจ้าဆရာတော်နဲ့မြောက်เจ้าဆရာတော်ဟာအလေเจ้าဆရာတော်ရဲ့ဂျားစကားတွေကြောင့်ဟာဒီကူရောနဲ့ဆွန်တဝိုင်းနဲ့မစားချင်ဘူးကွာ။ဆွန်တဝိုင်းနဲ့မစားကြတော့ဘူး။အလှဝဲမင်္ဂလာပွဲတာရည်နာရည်ပွဲတွေမှာလဲ ဒီကိုယ်တော်နဲ့ဆိုရင်မကြွချင်ဘူးကွာဆိုပြီးမကြွဘူးအဲ့ဒီလောက်ထိစိုးစိုးဝါးဝါးဖြစ်သွားကြတယ်အဲ့ဒီအချိန်ထိအလေเจ้าဆရာတော်မှာတန်ခဘေတကတန်ခသင်ခွဲတဲ့အကုတုကံမမြောက်သေးပါမထိုက်သေးပါတန်ခသင်ခွဲတဲ့ဆိုတာအဲ့ဒီလောက်နဲ့အကျုံးမဝင်ပါကောင်းပြီဒီတော့ဘယ်အတိုင်းတာကြမှာတန်ခဘေတကကံထိုက်တာလဲဆိုရင်အဲ့ဒီမတဲ့တဲ့တန်ခနှစ်ပါးဟာ တိမ်ထဲကိုဝင်ပြီးတော့ကန်ဆောင်ပြီဆိုပါစို့အဲ့ဒီခါကျတော့တောင်ကျောင်းဆရာတော်ကလည်းဟာညောင်ကျောင်းဆရာတော်ရှိရင်တော့အဲ့ဒီဝိုင်းမနေဘူးကွာဒီဘက်ဝိုင်းမှာတိတာငါကန်ဆောင်မယ်လုပ်ပြီးညောင်ကျောင်းဆရာတော်ကလည်းဟာတောင်ကျောင်းဆရာတော်ပါရင်တော့မဖြစ်ဘူးငါဒီဘက်မှာနေပြီးတော့ကန်ဆောင်မယ်ကွာဆိုပြီးတော့တောင်ကျောင်းဆရာတော်ကတစ်ဖက်ညောင်ကျောင်းဆရာတော်ကတစ်ဖက်တန်ခါနှစ်ဖက်ခွဲပြီးကန်ဆောင်တယ်ဆိုရင်တော့ အလေเจ้าဆရာတော်ဟာအဲ့ဒီလိုဖြစ်အောင်လုပ်လိုက်တဲ့အတွက်တန်ခါဗေဒကကံထိုက်သွားပါပြီတန်ခါအချင်းချင်းသေးခွဲတာတောင်မှတိန်ရဲ့အပြန်ဘက်မှာလုံးဝအကျုံးမဝင်ပါဘူးတိန်ထဲမှာပဲတန်ခါဗေဒကကံထိုက်ဖို့အကျုံးဝင်ပါတယ်နားလည်မဲ့ထင်ပါတယ်နော်ဒီလောက်ဆိုရင်တော့တန်ခါသင်းခွဲတဲ့ကံဟာလူတွေနဲ့မဆိုင်ဘူးလူတွေလို့လို့မရဘူးတန်ခါချင်းပဲဆိုင်တယ်တန်ခါချင်းပဲကျူးလွန်နိုင်တယ်ဆိုတာကိုမိတ်ဆွေတို့သိရှိသွားပြီဖြစ်တဲ့အတွက်နောက်ဆိုရင် တန်ခါတင်းခွဲတဲ့ကံနဲ့ပတ်သက်ပြီးတော့အရက်ထဲမှာကြာဘူးနာဝစကားတွေကိုအဟုန်ကြီးမှတ်ပြီးတက်ရောင်ကားနဲ့ဖြည့်ဖြန်ချစရာမလိုတော့ပါဒီစကားကိုကျွန်တော်ဘာကြောင့်ပြောရတာလဲဆိုရင်ကျွန်တော် channel ကဘာသာရေးနဲ့ပတ်သက်ပြီးတော့မျှဝေတဲ့အခါမှာဘူးမသိကိုမသိနဲ့စာမတတ်အရက်စော်ကားမင်းရတော့တန်ခါတင်းခွဲတာလားကွာဆိုပြီးတော့အာဒီရောင်နေတဲ့လူတချို့ကိုဒီဘလောက်ကနေကျွန်တော်ဒယ်ကြီးပြောတာဖြစ်ပါတယ် ကိုအားရာလူတိအောင်မလုပ်ပါနဲ့ဘာသာရေးနဲ့ပတ်သက်ပြီးကွန်မန့်တစ်ခုစာတစ်ကြောင်းရေးချင်ရင်နံပါတ်1ကိုရေးမဲ့အကြောင်းအရာရဲ့စာကိုနှောကြည့်အောင်ထပ်အဲ့လိုမဟုတ်ဘူးဆိုရင်တောင်မရောက်မြောက်မရောက်နဲ့စာမတက်အရက်စော်ကဖြစ်သွားတတ်ပါဒီစကားလုံးကတော့အဲ့ဒီလူကောင်းတွေကိုတဲ့တယ်ကြီးကျွန်တော်ပြောတာဖြစ်ပါတယ်ကဲမိတ်ဆွေများကျွန်တော်အခုပြောပြခဲ့တဲ့ဘုရားဘာသာဝင်တိုင်းမဖြစ်မနေတိထားတဲ့ပိသာနန္ဒရိယကံ၅ပါးရဲ့အကြောင်းကိုအကျေတဝင့် တည်သွားပြီဖြစ်တဲ့အတွက်မိတ်ဆွေတို့ကျွန်တော်တို့ရဲ့ဘဝတန်တရာမှာကျင်လေတဲ့ခဏယခုပစ္စုပန်ဘဝမှာအပယ်ကျနိုင်တဲ့အဲ့ဒီကံ၅ပါးတည်းကမြင့်တိကံကိုမှ မကျူးလွန်မိအောင်တတိတရားနဲ့ထင်းထင်းကြပါစို့လို့ကျွန်တော်အနေနဲ့တိုက်တွန်းရင်း develop လေးကနေနှုတ်ဆက်လိုက်ပါတယ်ခင်ဗျာ